ကိုညာကိစ္စအဆုံးသတ်ပြီးတဲ့နောက် United ကိုဘယ်ကစားမှတွေထက်ရောက်လာနိုင်မလဲ။ရင်းသမီးအောင်မင်းလာများသူမရအိုင်ဘတ်ခွန်ရှိကိုအင်ဂျင်ကနေပြန်လဲကြိုးလဲပါရင်။ Manchester United ဟာကိုညာရဲ့အပြောင်းအရွှေ့ကိုအဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါရင်။ United ဟာပြီးခဲ့တဲ့ရက်တွေကလေးက Brazil တောင်မတိုင်းဆဲကစားသမားကိုညာကိုခေါ်ယူဖို့ကစားသမားနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပါရင်။ဒါပေမဲ့လည်းဘူးနဲ့ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းချက်ကိုဘယ်လိုပုံစံနဲ့ခွဲဝေပေးသွားမလဲဆိုပြီးညှိနှိုင်းရမှာတော့အဆင်ပြေမှုတချို့ရှိနေသေးတဲ့အတွက်ကြံ့ကြာနေရတာဖြစ်ပါရင်။ ဘူဘတ်ကကစားသမားရဲ့စာချုပ်ပါအချက်လက်အတိုင်းနှစ်နှစ်အတွင်း၃ချိန်ခွဲပေးစီခြင်းပေမဲ့ United ဘက်ကတော့၅ချိန်ခွဲပေးခြင်းတာဖြစ်ပါတယ်ဒီနေ့မှတ်မှာတော့ဒီကိစ္စတွေအားလုံးအဆင်ပြေပြေပြီးမြောက်ခဲ့ပြီးမန်ချာဂင်ရပ်ပိုင်းအတွင်းမှာကွန်ညာဟာ Manchester United အသင်းရဲ့ကစားသမားအသစ်ဖြစ်လာတော့မှာဖြစ်ပါတယ်ကွန်ရနီနဲ့ United တင်းနဲ့အတူ၅နှစ်တက်တန်းရှိတဲ့စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး Old Trafford မှာ Jonathan 10ဂျာစီကိုဝင့်စင်ကတပတ်လောက်ခလာစွာပေါင်၂သိန်းဝန်းကျင်ရရှိသွားမှာလည်းဖြစ်ပါရင် United အနေနဲ့ကွန်ရကိုခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်အခြားကစားသမားတွေအတွက်ကိုစတင် ကမ်းလှမ်းမှုတွေပြုလုပ်သွားတော့မှာလည်းဖြစ်ပါရင်ယူနိုက်တက်အနေနဲ့ပထမအဆုံးဆွေးနွေးသွားမယ့်ကစားသမားကတော့အင်းဆွေအသင်းရဲ့အင်္ဂလန်တိုက်ဆက်မှုလီယန်ဒီလက်ဖြစ်ပါရင်လီယန်ဒီလက်ကိုချဲစီသင်းကလည်းစိတ်ဝင်စားနေပြီးယူနိုက်တက်ဟာချဲစီနဲ့အပြိုင်ခေါ်ယူသွားရမှာဖြစ်ပါရင်လီယန်ဒီလက်ရဲ့စာချုပ်ဖြတ်သိမ်းချက်ကတော့ပေါင်တန်း30ဝန်းကျင်ရှိနေပြီးဒီမှာနာဟာ United အတွက်ပြဿနာတစ်ခုမဟုတ်ပေမဲ့ကစားသမားဟာချန်ပီယံလိဂ်ကစားချင်နေတာကြောင့်ဒီအချက်ဟာ United အတွက်အပြောင်းအရွှေ့မှာအဟန့်အကျဖြစ်နေပါရင် United ဟာလီယန်ဒီလက်အပြင် Brentford အသင်းရဲ့တိုက်စစ်မှု MU ကိုလည်းစိတ်ဝင်စားနေပါရင် ကင်မရွန်သားပြည့်ရတဲ့ရာသီတုန်းကဘရန်ဖို့အတွက်ပရီးမီယာလိမ်မှာအတွင်းဂိုး90နဲ့ဂိုးဖန်နေမှု9ချိန်ပြီးပြုလုပ်ပေးထားနိုင်ခဲ့သူဖြစ်ပါရည်။ဘရန်ဖို့ဘက်ကတော့အမ်ဘီမျိုးကိုရောင်းထုတ်သွားဖို့အတွက်အစင်းသိရှိနေပြီးကစားသမားရဲ့ပြောင်းရွှေ့ခြေကိုတော့ပေါင်တန်း90ဝန်းကျင်သတ်မှတ်ထားပါရည်။နေပြအရွန်ရသူ့ရဲ့3လနေတဲ့ကစားကွက်ပေါ်မှာကွင်းလယ်နံပါတ်10ရဲ့နေရာမှာကိုညာနဲ့အမ်ဘီမျိုးကိုထားပြီးတော့ကစားသွားစေချင်နေတာဖြစ်ပါရည်။ United ရဲ့ radar ထဲမှာရှိနေတဲ့နောက်ထပ်ကစားသမားတယောက်ကတော့ဘုံမောင်အသင်းရဲ့တိုက်စစ်မှုစီမံညိုဖြစ်ပါရင် United အနေနဲ့ဒီလက်ကိုစူးစမ်းရမှာအောင်မြင်မှုမရှိခဲ့ဘူးဆိုရင် စီမံညိုကိုအစားထိုးကြိုးစားသွားမှာလည်းဖြစ်ပါတယ်။စီမံညိုဟာ2023ခုနှစ်မှာဘုံမောင်အသင်းကိုရောက်ရှိလာခဲ့ပြီးပရီးမီးယားလိ82ပွဲကစားပေးထားမှာတွင်းကို20တိတွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ဘုံမောင်ဘက်ကတော့စီမံညိုရဲ့ပြောင်းရွှေ့ခြေကိုပေါင်တန်း40ဝန်းကျင်သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ယူနိုက်တက်အားဒီကစားသမားတွေအပြင်ခရစ်စတယ်ဘဲလေးအတင်းတောင်ပန်ကစားသမား EC ကိုလည်းစိတ်ဝင်စားနေပါတယ်။ဒါပေမဲ့ EC ကိုခေါ်ယူရမှာတော့ယူနိုက်တက်အတွက်အခက်အခဲတစ်ခုကဥရောပဝင်ခွင့်မရရှိထားတာပဲဖြစ်ပါတယ်။ ်ကွေစတယ်ဘင်းလီအားပြီးခဲ့တဲ့ရာသီသုံးကမန်စီးတီးကိုနိုင်ယူပြီး FA ဘလကိုကမ်းမြောင်းထားနိုင်ခဲ့တာကြောင့်လာမယ့်ရာသီမှာယူပါလိဝင်ဝင်ရရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့် EC အနေနဲ့ယူပါလိကစားခွင့်ရတဲ့အနေထားကနေဘောင်ယောပပွဲမှာမကစားရတဲ့ United ကိုလာဖို့ဆိုတာကတော့မဖြစ်နိုင်လောက်ဘူးလို့ပဲသုံးသပ်ရမှာဖြစ်ပါတယ်။ United တို့ခေါ်ယူဖို့ရှိနေတဲ့ကစားသမားတွေရဲ့စင်းကိုကြည့်လိုက်မယ်ဆိုရင် Premier League မှာကစားနေတဲ့ကစားသမားတွေဖြစ်တယ်လို့အသက်အရွယ်အားလည်းကစားမပွားအကောင်းဆုံးအချိန်မှာရှိနေတာကိုတွေ့ရပါတယ်။ကွန်ညာဆိုရင်လည်းအသက်26ဝန်းကျင်မှာရှိနေပြီးတော့အသက်ခေါ်ယူဖို့တည်င်းထွက်နေတဲ့ ဘရန်ဖို့တိုက်စစ်မှုအန်ဖြူမိုနဲ့ဘုံမောင်းတိုက်စစ်မှုအဆန်စီရိုတို့နှစ်ဦးစလုံးဟာလည်းအသက်25နှစ်ဝန်းကျင်မှာရှိနေတာဖြစ်ပါတယ်။ဒါလာမယ့်ရာသီမှာအထက်ပြန်လည်တင်ဆောင်မဲ့အန်ဖြူရဲ့ကစားအကွက်အသင်းတော်ဆုံးကစားသမားတွေဖြစ်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ယူနိုက်တက်ကိုဘယ်ကစားသမားတွေထပ်မံရောက်ရှိလာနိုင်မလဲပရိသတ်ကြီးကကွန်မန့်မှာမှတ်ချက်ပေးသွားလို့ရပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။